Channel အတူတဲ Channel ကိုကြည့်ရှုနေကြတဲ့ဓမ္မမိတ်ဆွေများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေရှင်။ကျမတို့အတူတဲ Channel ကနေမင်္ဂလာတရားမင်္ဂလာစကားဆိုတဲ့ခေါင်းစဉ်နဲ့ဗုဒ္ဓဘာသာဆိုင်ရာသီမတ်ဆရာများကိုရွှေတဂုံစီရီတော်စနေတောင်းရွှေတောင်းငွေတောင်းတစောင်းနိကေ9ရဲ့ဝင်ဓမ္မတာကိစ္စအဖွဲချုပ်အတွင်ရမှုဖြစ်သူတာကိစ္စဓမ္မဇောတိကတစောင်းဆရာဦးစန်းလင်းဆယ်မြောင်းနဲ့ စိနေတင်ရလာခဲ့တာဆိုရင်တော့အခုခါမှာတော့အမေပြေကဏ္ဍကို တဖန်ပြန်လဲရောက်ရှိလို့လာပါပြီဖြစ်ပါရဲ့ရှင်။အရင်ကအတိမတ်ဖွဲ့ရတရဏိယကထာခေါင်းစဉ်နဲ့အနေနဲ့အရရက်ကမေးမြန်းလာခဲ့တဲ့ဓမ္မဆိုင်ရာမိကွန်များကို အပိုင်း229ုထိဖြေကြရိုက်ကိုထုတ်လွှင့်ပြသခဲ့ပြီးဖြစ်ပါတယ်။အခုခါမှာတော့ online ဓမ္မအမေပြေများဆိုတဲ့ခေါင်းစဉ်နဲ့ ဆရာထံရောက်ရှိလာတဲ့ဓမ္မဆန်ရာအမေပု္ပ္ပာများကိုဆရာကဆက်လက်ဖြေကြားပေးသွားအောင်မှာပဲဖြစ်ပါရဲ့ရှင်။ကြည့်ရှုနေကြတဲ့ပြည်သက်များကိုတခုပန်ကြားလိုတာကတော့မေးခွန်းမမီတဲ့မေးစာပေးစာများနဲ့မေးရန်မတင်တဲ့ဖြေဆိုခွင့်လည်းမရှိတဲ့မေးခွန်းများကိုတော့ဖြေဆိုပြန်ကြားပေးခြင်းတိကျစာဖြင့်ဖြေရှင်းပေးခြင်းမျိုးတို့ကိုမပြုတ်တီကိုနားလည်သိခံခွင့်လွှတ်ပေးပါရန် ဤနေရာကတော့အကောင့်ပိုင်ရှင်ခင်ပေါင်းမင်းကနေပြီးတော့မြည်ထားတာပဲဖြစ်ပါတယ်။ဆရာကြီးမင်္ဂလာပါခင်ဗျာ။ယုတ်တိလေးပါကိုသဘောတရားလေးထည့်ပြီး post တင်ဖြည့်ချောက်အပ်ပါတယ်ဆရာခင်ဗျာဆိုပြီးတော့ဒါပြောထားတာပဲဖြစ်ပါတယ်ရှင်။ယုတ်တိလေးပါဆိုတာယုတ်တိဆိုတာကဟိုပါပေါ့လက်ခံယုံကြည်နိုင်လောက်တဲ့အထောက်ထားကိုယုတ်တိလို့ခေါ်တာပါ။အဲ့တော့ယုတ်တိက၄ပါးရှိတယ်ပေါ့လေ။ကြံပြမှတ်။ဒီရဲ့အာဂမယုတ်တိရဲ့တဘာဝယုတ်တိရဲ့တာရကယုတ်တိရဲ့ယုတ်တိ၄ပါးရှိတယ်။ အဲ့ဒီယုတ်တိ၄ပါးမှာဒေသနာယုတ်တိဆိုတာဘုရားရှင်ဟောကြားတဲ့တရားတော်တွေနော်ခုနပါဠိတော်တွေဒေသနာယုတ်တိလို့ခေါ်တယ်ပရမယုတ်တိဆိုတာကကျမ်းဂန်ပါဠိအထောက်အထားတွေကိုကျမ်းဂန်အထောက်အထားတွေကိုအာဂမယုတ်တိခေါ်တယ်တဘာဝယုတ်တိဆိုတာကတဘာဝနဲ့ညီသောအချက်တွေပုံမှတဘာဝယုတ်တိလို့ခေါ်တယ်မညီတဲ့အချက်တွေကိုတဘာဝယုတ်တိလို့ခေါ်ဘူးနောက်တာရကယုတ်တိဆိုတာကသက်တည်ပြအထောက်အထားတွေ လောကမှာဒီလိုမျိုးရှိခဲ့ဘူးတဲ့ဒီလိုဖြစ်နေတာမျိုးရှိတယ်ဒီမှာကြည့်အဲ့လိုဟာမျိုးပေါ့အဲ့ဒါကိုသာရကယုတ်တိပေါ့ဥပမာဆောင်းတဲ့ဟာတွေပေါ့ယုတ်တိလေးပါပေါ့အဲ့တော့အမှန်အတည်းတဲ့ယုတ်တိကနှစ်ပါးရှိတာကျန်တဲ့နှစ်ပါးထပ်တိုးရခြင်းအကြောင်းရင်းဒုက္ခလေးနဲ့ဓမ္မတာကိစ္စပေါ့ဗျာတရားတွေကိုပြောဆိုဆွေးနွေးကြတဲ့အခါမှာဟိုဒိဋ္ဌိဥစ္စံကရောတိပေါ့အယူမန်နေစင်စင်ကြဖို့အတွက်အယူမားတွေပဲပြတ်ဖို့အတွက်ပြောကြတဲ့အခါမှာဥပ္ပဒိဓမ္မစက်ဖြတ်ထုံးအကုန်တစ်ခါတည်းလေးပါရင်ပါ စကားရ၄တန်ပြည့်တဲ့ဇဝနာတိခအလားဂမ်ဘီယဟတ္တအကုန်ပါအဲ့ဒါလိုနဲ့စီစီလုံးနဲ့ပါဝင်နိုင်လို့ပဲယုတိယ၄ပါးမှပြည့်စုံသွားတယ်။ဒါကြောင့်ယုတိ၄ပါးကိုဟိုစုပြီးတော့ပေါ့နော်နှိုင်းရှင်ပြီးတော့ရှင်နေအပ်တယ်ဓမ္မဓမ္မတာကိစ္စမင်္ဂလာဖြစ်တယ်။အဲ့တော့အဲ့ဒီ၄ပါးကိုကျွန်တော်တို့ပြန်ကြည့်မယ်တိက္ကပါလေဒေသနာယုတိတစုံတူသောပုဂ္ဂိုလ်ကမြတ်စွာဘုရားရှင်ဟောကြားတဲ့ဒေသနာတွေကိုယူပြီးတော့နော်အဲ့ဒါကိုမူတည်ပြီးတော့ဟောကြားတယ်သို့မဟုတ်ရှင်းနေတယ်ဆိုရင်သူဒီဒေသနာယုတိနဲ့ပြောတယ်လို့ဒီလိုယူ ဒါဆိုတခုသောပုဂ္ဂိုလ်ဟာပါဠိတော်အထာဂရာတီကာအနုတီကာဂန္ဓိဒီဗနီစရှိတဲ့ကျမ်းဂန်ပါဠိလာရှိတဲ့နေညီကိုကြာကြာလည်းလည်းပြောဆိုရှင်းနေတဲ့တင်ပြတယ်ဆိုရင်သူဒီအဂမယုတ်တိသမားလို့ပြောရမယ်။နော်နောက်ပြီးတော့တဘာဝဒါဆိုတခုသောပုဂ္ဂိုလ်ဟာလောကမှာအရှိတခဲအရှိအမှန်တရားတွေကိုပြနိုင်တဲ့ဉာဏ်နဲ့ဓမ္မတွေပေါ့ဗျာပရမတ်ထတရားတွေကိုယူပြီးတော့လက္ခဏာရသပစ္စုပန်ပရဒံထန်လေးထန်နဲ့တင်ပြတယ်ရှင်းနေတယ်ဆိုရင်သူဒီတဘာဝယုတ်တိနဲ့ရှင်းနေတယ်လို့ခေါ်ရမှာပေါ့ယုတ်တိဆိုတာကတော့ ပုံဆောင်တာတကပြတာပေါ့နော်လောကထဲမှာရှိခဲ့ဘူးတဲ့အဲအကြောင်းအရာတွေကိုရှင်းရှားစွာနဲ့လောကသက်တည်ပြအထောက်ထားတွေနဲ့လက်ခံအောင်တင်ပြရင်ဒါတာရကယုတ်တိလို့ခေါ်တာပေါ့အဲ့တော့အရေးကြီးတာကဒေသနာယုတ်တိအဲ့ကျရင်ကိုယ်တိုင်ဟောကြားခဲ့တဲ့ဒေသနာတော်တွေရှိတယ်ဒါပေမဲ့မြတ်စွာဘုရားရှင်ကမရှိတော့မရှိတော့တဲ့အခါကျတော့အဲ့ဒီဒေသနာတွေကိုဆောင်ထားတဲ့သင်္ကန်းနဲ့အစင်းပြတင်ထားတဲ့ကျမ်းပြန်ပါဠိတွေရှိတယ် အဲ့ဒါကိုအာဂမလို့ခေါ်တာပေါ့အဲ့ဒီကျမ်းဂန်ပါဠိလာအာဂမယုတ်ဒီစာပေပေါ့ဗျာပရိယတ်တိပေါ်တာပေါ့အဲ့ဒါပရိယတ်တိစာပေနဲ့တင်ပြနိုင်ဖို့အရေးကြီးတယ်ပြောဆိုနိုင်ဖို့အရေးကြီးတယ်ပေါ့ဆွေးနွေးနိုင်ဖို့အရေးကြီးတယ်ပေါ့ဒါနဲ့စာပေနဲ့ပြတော့လည်းပဲနောက်ယုတ်တိတစ်ခုကပန့်ပိုးရတယ်စာနဲ့တော့ပြောတယ်စာပေမှာတော့ဒါပေမဲ့ပြောတဲ့ပုဂ္ဂိုလ်ကအရိယာဆိုရင်တော့အကြောင်းမဟုတ်ဘူးပေါ့ဗျာပုရိသေဆိုရင်တော့အခရိစွာလေးရှိတတ်တယ်ဆိုတော့လောကမှာရွှေချမ်းကျင်တဲ့လူကရွှေနဲ့လင်တတ်တယ် ကားကျွမ်းကျင်တဲ့လူကားနဲ့စကားကျွမ်းကျင်တဲ့လူကစကားနဲ့စာကျွမ်းကျင်စာနဲ့လိန်တတ်တယ်လိန်တဲ့စကားတော့ကိုလိုရဆွဲတတ်တယ်ပေါ့ဗျာနော်ပါဠိသာဒတိကကျွမ်းတဲ့ပုဂ္ဂိုလ်ကလည်းတကယ်တမ်းသူကပုထုဇဉ်များကဖြစ်သေးရင်တော့အာဂတိမကင်းဘူးဆိုရင်သူကလည်းလှုပ်ချင်နေကြည့်တယ်ဆိုရင်အဲ့ဒီပါဠိသာဒတိကတွေကိုပဲကိုလိုရဆွဲတတ်တယ်အဲ့အဲ့ဒါလို့ဟောသတိထားအဲ့ဒါလို့ဟောသတိထားတဲ့အတွက်ဘာထက်လို့လဲဆိုသဘာဝယုတ်တိလိုလာတာပေါ့နော်သဘာဝယုတ်တိသူစာပေတော့ပြတယ်ဒါနဲ့သဘာဝမကြဘူးဆိုရင်မယုံနဲ့အောင် အဲ့ဒါနောက်တစ်ခါပါရှိလဲတာရကယုတ်တိစာရှိအကြောင်းကျိုးကိုမှန်အောင်လဲတင်စီနေအဲ့အဲ့လိုအရှင်းရှင်းလို့တော့မှခုနပြောတဲ့အာဂမယုတ်တိတဘာဝယုတ်တိတာရကယုတ်တိသုံးပါးစလုံးပြည့်စုံတဲ့အကြောင်းအရာဝန်စားရင်ဘုရားရှင်ကဟောတယ်ဘုရားရှင်ဟောတဲ့တရားမှန်များအားလုံးကတဘာဝနဲ့လည်းညီတယ်တာရကနဲ့လည်းညီတယ်ပဲညီတယ်ပေါ့နော်အဲ့လိုမှမှကျွန်တော်တို့ကလက်ခံဘာကြောင့်လဲဆိုတော့အထူးသဖြင့်ပြောရင်တော့လောကသက်တွေပြအထောက်ကားဆိုလောကသက်တာကလောသတိဘလောသတိလောကရှုပ်ထွေးတယ် ဆုံးထိတဲ့ကံမှာဗာလဲဆိုတော့ဥပမာဆောင်တဲ့ခါမှာမာရွနိုင်တဲ့ဟာလေးရှိတယ်ပေါ့နော်ဥပမာလေးတူအများစုကိုမထက်တွေ့ဘူးတာရကတော့ဆောင်တယ်အများစုကိုမထက်တွေ့ဘူးအခြေအနေမှန်ကိုမထက်တွေ့ဘူးအဲ့လိုဟာမျိုးလေးညာမာရွတတ်အများစုကိုမထက်တွေ့ဘူးဆိုတာဥပမာအားဖြင့်ကြီးသည်နဲ့ဤလို့ပြောတယ်ကြီးသည်မဲဤပဲပြောပြောကြီးသည်နဲ့ပြောအဲ့ဒါဗာလဲလို့ဆိုရင်အများစုကိုမထက်တွေ့တာကြီးပြုတကောင်နှကောင်ရှိကြဖို့မထက်တွေ့ဘူးအဲ့ဒီတကောင်နှကောင်ထုတ်ပြလိုက်ရင်အဲ့ဒီစုပြတ်တယ်နောက်အများစုကိုမထက်တွေ့တာ ဆိုပါလို့မောင်မြတ်ဒီနှစ်ကိုးွယ်တဲ့စူပါတက်တယ်မောင်လာဒီနှစ်ကိုးွယ်တဲ့စူပါတက်ညာစုကိုထဲမှာတွေ့အောင်မောင်မြတ်နဲ့မောင်လာမှာပမောင်ကမောင်ခမောင်မြင့်မောင်သိမ့်ဘာအကုန်လုံးနှစ်ကိုးွယ်ဆိုတော့စူပါမတက်ဘူးအဲ့ဒီရဲ့အဲ့ဒီအများစုကိုလွတ်လွတ်ရှုခဲ့တဲ့ဟာလေးကိုထုတ်ပြလိုက်ရင်သူ့စုပြတ်တယ်နောက်အချိန်နေမှကိုမတက်တော့ဘူးဘုရားကဘာလဲဆိုတန်လျာတွတ်ဖို့မလားတန်လျာလွတ်မြောက်ကြအောင်အဲ့တော့တန်လျာကိုကြောက်လို့အထုတ်တာပေါ့ ဒါပေမဲ့သူစန့်ကျင်ဘက်ယူလိုက်ဝိပဿနာတရားအားမထုတ်တဲ့ပုံကိုယ်တွေကတန်ခရာကိုမကြောက်တဲ့ပုံကိုယ်များဖြစ်စီလို့ထုတ်ရင်အဲ့ဒီတရကကြီးအချိန်မှန်ကိုမသုံးသပ်ဘူးပေါ့ထဲမှာတွက်တာဆိုတော့တကယ်တမ်းတရားအားထုတ်နေတဲ့ဝိပဿနာအားထုတ်တဲ့ပုံကိုယ်တွေမှာတဲ့ထပ်ကြည့်ရင်တန်ခရာကိုတကယ်ကြောက်တဲ့လူလည်းရှိတယ်တကယ်မကြောက်ဘဲအားထုတ်တဲ့လူလည်းရှိတယ်တချို့ကဗေဒင်ရေရာကြောင့်အားထုတ်တယ်တချို့ကအင်ကလူချင်ချင်ရအောင်အားထုတ်တယ်တချို့တချို့ကသားမီးလျောက်တဲ့နေရာမှာတဲ့လို့အမေအမြင်ကလူရှိရအားထုတ်နေရအကုန်လုံးတိုက်စီစင်းရင်အချိန်မှန်ကိုမသုံးသပ်တဲ့အတွက်ခုနအရှုံမှား အဲကြောင့်တာရကယုတိရလည်းပဲလောကသတိပြတော့ကမှန်ဖို့လိုတယ်တနည်းပြောရင်သဘာဝကြဖို့လိုတယ်စာပေရှိရွယ်လည်းမပြည့်စုံဘူးပေါ့နော်အဲတော့အဲ့ဒီ၃ခုကိုပါသဘောတရားလေးသိင်ပြီးတော့ကျွန်တော်ဓမ္မတာကိစ္စလုပ်တဲ့အခါမှာအဲ့ဒီယုတိလေးပါကိုယ်ဝင်အောင် လုပ်ပြီးတော့ကြိုးစားရပါလေနော်ဒါလေးဖြစ်ရင်လုံးချုပ်ပါဟုတ်ကဲ့ပါလေအခုဆိုလို့ရှိရင်ဒါအွန်လိုင်းပေါ်ကမေးမြန်းလာတဲ့မိဘပြည်သူများအနေနဲ့လည်းဆရာဖြေချပေးသွားတဲ့အဖြေပေါ်မှာကျေနပ်မှုရှိလိုက်မယ်လို့ယုံကြည်ပါတယ်ရှင် အခုလိုမျိုးတမီးတို့ရဲ့ online ဓမ္မအမေးဖြေများအစီအစဉ်မှာပါဝင်ပြီးတော့ထင်ရှားပေးခဲ့တဲ့အတွက်လည်းဆရာတော်တမီးတို့ရဲ့ scan နဲ့ adulate channel ကကျေးဇူးအထူးပဲတရှိပါရှင်။ဟုတ်ပါကျွန်တော်လည်းအထူးကျေးဇူးတင်ပါတယ်ဗျာ။